မင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ General Knowledge Channel ကနေထပ်မံကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုမှာတင်ပြပေးမှာကတော့ကြာပြီးစေဖက်ဝင်တဲ့တွေးကမုံပင်အကြောင်းနဲ့သုံးဆွဲနည်းများဖြစ်ပါတယ်တွေးကမုံပင်ဆိုတော့ကြားရတာကြောက်ရွံ့စရာခံစားရပါလိမ့်မယ်အမှန်ကတော့ကြောက်စရာက မုံပင်မဟုတ်ပါဘူးအပင်တံကလည်းထူးထူးခြားခြားမဟုတ်ပဲတာမန်အပင်ပုံစံပဲဖြစ်ပါတယ်တွေးကမုံပင်လို့အမည်တွင်ရတဲ့အကြောင်းရင်းတစ်ခုကတော့ အရွက်ကိုထူထောင်ပြီးအည်ညစ်ယူရင်အည်ကတွေးရောင်ကဲ့သို့အနီရောင်ဖြုတ်ဖြုတ်ဖြစ်နေခြင်းပါပဲအရွက်တာမကခိုင်းတွေဥတွေကိုလှီးဖြတ်ကြည့်ပါကလည်းတွေးလို့အနီရောင်ထွက်တယ်လို့သိရပါတယ်တွေးလို့နီရဲနေတာမျိုးမဟုတ်ပဲတွေးကိုရေနဲ့ရောထားတယ်လို့သာဖြစ်ပါတယ်တွေးကမုံပင်နဲ့ပုံစံတူပင်များလည်းများစွာရှိတာကြောင့်တွေးကမုံပင်ဟုံမဟုတ်ဆိုတာအပင်ကိုကြည့်ုံနဲ့တိဖို့မလွယ်ပါဘူးအရွက်ကိုအည်ညစ်ကြည့်မှပဲသိရတဲ့သဘောဖြစ်တာကြောင့် အဝဲမားတဲ့သူတွေလည်းများစွာတွေ့ရပါတယ်။တွေးကမုံပင်ကိုအချို့ဒေတာများမှာတောင်ကြာဥပင်လို့ခေါ်ကြသလိုအချို့ဒေတာများမှာတရုတ်ဆေးပင်လို့ခေါ်ကြကြောင်းလည်းသိမှတ်ရပါတယ်။တွေးကမုံပင်ကို အချို့ကကမုံမျိုးနဲ့မဟုတ်ဘူးလို့လည်းဆိုကြပါတယ်။ခြုံပင်မျိုးစားဖြစ်ပြီးအစ်စ်တွေကနေလည်းဂိုင်းတွေထွက်ကြောင်းထိုဂိုင်းများကိုချိုးပြီးစိုက်လို့လည်းရကြောင်းသိရပါတယ်။ ကမုံမျိုးနွယ်ဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေကျမ်းမာရေးအတွက်အထောက်အကူဖြစ်စေတဲ့စေဘက်ဝင်ပင်တစ်မျိုးဖြစ်တာကတော့သိကြပါရယ်။တွေးကမုံပင်သုံးဆွဲခြင်းဖြင့်အ धिक ပျောက်ကင်းတယ်လို့လူသိများတာကတော့တွေးကင်ဆာယောဂဖြစ်ပါရယ်။တွေးကင်ဆာယောဂအပြင်အခြားယောဂများလည်းပျောက်ကင်းစေပါရယ်။တွေးကမုံပင်ဟာတွေးကင်ဆာပျောက်ကင်းစေတာကြောင့်တွေးကင်ဆာဝေဒနာခံစားနေရသူများအတွက်တည်ငောင်းတစ်ခုဖြစ်ပါရယ်။ တွေးကင်စာဝေဒနာခံစားနေရသူများအတွက်သုံးဆွဲနည်းကိုတင်ပြပါမယ်။တွေးကမုံရွက်ကိုရေနွေးပွပွဆူနေတဲ့အထဲကိုထည့်ပြီးရေနွေးကျန်းလိုလဲတောက်ပါအေးခံထားပြီးလဲရေစာတိုင်းတောက်ပေးရပါမယ်။အရွက်မှာအယောင်မကုန်မချင်းရေနွေးနဲ့ရောပြီးတောက်ပေးရမှာပဲဖြစ်ပါတယ်။အယောင်ကုန်သွားတဲ့အရွက်ဖက်များကိုလဲဝါစားပါ။နေ့တိုင်းရေတောက်တယ်လို့တောက်ပေးရမှာဖြစ်ပါတယ်။လက်တွေ့ပြောက်ကင်းသူများရှိကြောင်းသိရပါတယ်။ ဒါကြောင့်တွေးကင်စာဝေဒနာခံစားနေရသူများဒီတွေးကမုံကိုတောက်ကြည့်ပါလို့တရင်ကောင်းပါလိုက်ပါတယ်တွေးကင်စာယောဂတာမကတွေးအားနေသူ တွေးပောင်ကြသူတွေးတွေးနေရသူများအတွက်လည်းတွေးအားကိုအမြန်ပြည့်စေတယ်လို့သိရပါတယ်တွေးကမုံရွက်ကိုကျူတောက်ခြင်းတုပ်စားခြင်းတို့ဖြင့်မိမိတို့နှစ်သက်တယ်လို့သုံးဆွဲနိုင်ကြောင်းလည်းသိရပါတယ်တွေးကမုံပင်ဟာချောင်းဆိုးပျောက်စေတဲ့အစွမ်းလည်းရှိပါတယ်သုံးဆွဲနည်းကတော့ ကြက်ရိုးပြုတ်ရည်တဲကိုတွေးကမုံရွက်ခတ်လိုက်ပါတန်းရောင်ပြောင်းသွားရင်တောက်လို့ရပါပြီတွေးကမုံပင်ရဲ့ဆေးသုံးများကယခုထက်ကိုရှိနိုင်လို့မိတ်ဆွေများလည်းထက်မှန်လေးလာကြည့်တင်ပါတယ်ကျွန်တော်အနေနဲ့ကမုံပင်များအကြောင်းကိုလော့ဂီအကျိုးနဲ့ကျန်းမာရေးအကျိုးအတွက်ဗဟုသုတဖြစ်စေဖို့တင်ပြပေးခြင်းဖြစ်ပါတယ်အချို့မိတ်ဆွေများကကမုံပင်ဝယ်လို့ကြောင်းတောင်းဆိုတာကိုမကြာခဏကြုံရတဲ့အတွက် ကမုန်းပင်ရောင်းချသောဆိုင်ချိုးရဲ့ဖုန်းနံပါတ်များကိုကျွန်တော်ဒီတလောက်တင်ပြပေးပါမယ်။ယခုတင်ပြထားတဲ့တွေးကမုန်းပင်တာမကအခြားကမုန်းပင်များလည်းဝယ်ယူရရှိနိုင်တယ်လို့သိရပါတယ်။ရန်ကုန်မြို့ကဆိုင်များဖြစ်နိုင်ပြီးနယ်ဝေးကိုလည်းပို့ဆောင်ပေးတယ်လို့သိရပါတယ်။ဤတွင်တွေးကမုန်းပင်အကြောင်းနဲ့သုံးဆွဲနည်းများကိုတင်ပြလို့ပြီးပါပြီ။ နောင်လဲလောကီလောကုတ်အကျိုးရှိစေမယ်ဘဟုတုတမျိုးစုံကိုတင်ပြပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel လေးကို subscribe မလုပ်ရသေးရင် subscribe လုပ်ပေးထားပါဦးအစ်စ်တင်တိုင်းသိရအောင်ဘေးနာက ခေါင်းလောင်းလေးကိုနှိပ်ပြီးအောက်ကိုလည်းနှိပ်ပေးထားပါဦးကျွန်တော်တို့ရဲ့ video လေးကိုကြိုက်နှစ်သက်ရင် like လေးပေးမိတ်ဆွေများကိုလည်းမျှဝေပေးပြီးမေးမြန်းလိုသည်များအကြံပြုလိုသည်များလည်း comment မှာ ရေပေးတော့ပါအောင်တော့ကျေးဇူးတင်ပါတယ်အားလုံးကိုစိတ်နှပြချမ်းမှချမ်းသာကြပါစေ။